မလေးရှားနိုင်ငံဘန်တင်းနယ်မှာမြန်မာလုပ်သားနှစ်ဦးကို ပွဲစားကိုဇော်ဆိုသူကအလုရှာပေးမယ်ဆိုပြီးမလေးရှားရင်းကေ900ယူပြီးလမ်းဘေးတနေရာမှာပြစ်ထားခဲ့တယ်လို့မလေးရှားရောက်မြန်မာလုပ်သားတွေကိုကူညီပေးနေတဲ့နှလုံးလားပရဟိတလူငယ်များတွေးလူရှင်အဖွဲ့ထံကနေသိရပါတယ်။ ဆက်ပြိုးရေးလုပ်ငန်းမှာအလုပ်ရမယ်ဆိုပြီးတော့မြန်မာလုပ်သားနှစ်ဦးကို အော်တိုဘာ9ရက်ကခေါ်လာကဘန်တင်းနဲ့ဟန်ဝင်းလမ်းဘေးစီအောင်တော်ရီရှိရာနေရာအရောက်ကားရဲစီထဲဖို့အတွက်စီဆိုင်သွားရမှာဖြစ်လို့ကားပေါ်ကနေဆင်းခိုင်းပြီးအဲ့ဒီနေရာမှာပဲသူတို့နှစ်ဦးကိုပြစ်ထားခဲ့တယ်လို့သိရပါတယ်။ အဆိုပါမြန်မာလုတ်သား၂ဦးဟာမုံရမြို့နယ်ဆလင်းကြီးကနေမလေးရှားနိုင်ငံကိုရောက်လာတာ၆လခန့်သာရှိသေးပြီးမလေးရှားနိုင်ငံမှာလည်းအတိမိတ်ဆွေမရှိတာကြောင့်လမ်းဘေးမှာဒုက္ခရောက်နေတဲ့အတွက်ပရဟိတအဖွဲ့ကနေအောက်တိုဘာ၁၀ရက်နေ့မှာမြန်မာလုတ်သား၂ဦးကိုတွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်နေရာထိုင်ခင်းပေးကသူတို့၂ဦးကိုအလုရှာပေးသွားမယ်လို့သိရပါတယ်။ အခုလိုမျိုးမလေးရှားကိုလာရောက်အလုပ်လုပ်တဲ့လုပ်သားတွေကိုပွဲစားတွေကပြစ်မှတ်ထားကငွေကြေးလိမ်လည်ပြီးလမ်းဘေးမှာပြစ်ထားခဲ့လို့ဒုက္ခရောက်ရတဲ့မြန်မာလုပ်သားတွေမကြာခဏဖြစ်ပေါ်နေတဲ့အတွက်သတိထားကြဖို့နှလုံးလားပရဟိတလူငယ်များသွလူရှင်အဖွဲ့တာဝန်ရှိသူတို့ကသတိပေးပြောကြားထားပါတယ်။ကျမကတော့စိတ်မှ